မင်္ဂလာပါရှင် The Celebrity News ရဲ့ဒီဇင်ဘာ၄ရက်နေ့ည၈နာရီထိနောက်ဆုံးရနေ့ပညာသတင်းတွေကိုတင်ဆက်ပေးတော့မှာပါ။နေ့ရှင်လာမြအလုံးလုံးလာတဲ့ဗတိန်ဆရာကြီးတွေကိုအခုလိုမြုံနိုင်ဆရာပမာဏချင်းမြင်ခဲ့တဲ့အောင်သမารီတထေဦးအောင်ရဲ့သတင်းဖျားထွက်နေတဲ့အလားတရားတွေကြောင့်တရပုစုရရှိလာတိုင်းတဲ့ဒီရေပန်းစားလာတဲ့အလမေမြင့်မြတ်မိုးရဲ့သတင်း။လိုင်းပေါ်ကားသူတွေကြောင့်နေမကောင်းဖြစ်ကအိမ်ရတဲ့လဲသွားရှာတဲ့ပိုင်နီကွန်ရဲ့အမေရဲ့သတင်း။ မုံမော်ရှိတာမမြင်ဘူးလေအမေရိကန်ဒေါ်လာတန်း90တန်းကြောက်စိမ့်ငကက်ကိုအကိုထိုးစီကလက်ဆောင်ရာကြောင်းကြွာလာတဲ့ဥချာပြုခင်ရဲ့တင်ပါဝင် USMD ဘွဲမှာချင်းမြေခရရတဲ့စုငွေ30သိန်းကျန်းနဲ့ဖခင်ကိုကျေးဇူးတည်တဲ့ခဲ့တဲ့ဒေါ်လာသားလေးအန်ထူးပိုင်ရဲ့တင်တွေကိုရှူစားမှာပဲဖြစ်ပါတယ်ရှင် ယူဆမ်တီမှာချင်းမင်းခရရင်စုငွေ၁၀000ကျန်းနဲ့ဖခင်ကိုကျေးဇူးတည်တဲ့ခဲ့တဲ့ဒလာသားလေးအန်ထူပိုင်းအားလုံးပဲမင်္ဂလာပါ The Celebrity New Pay ကနေပြန်လည်ကကြိုဆိုလိုက်ပါရယ်လွန်ခဲ့တဲ့ရက်ကအာရှပလာချိစစ်ပွဲကိုအောင်မြင်ပြီးအာရှပလာပွဲကိုတက်ရောက်ခွင့်ရတဲ့မြန်မာယူဆမ်တီအသင်းတွေပရိသတ်တွေကဝမ်းသာနေကြပါရယ်ဒီပွဲမှာကစားသမားညီညီတန်းနဲ့အန်ထူပိုင်းကတကိုးစီသွင်းပြီးတော့နိုင်ရှာသွားခဲ့ကြပါရယ်စီးရီးယားအသင်းနဲ့တရေကြပေမဲ့မြန်မာကအမှတ်တာနေကြတာကြောင့်နိုင်သွားခဲ့ပြီး မြန်မာယူဆမ်မတီတင်းကိုနိုင်ငံတော်ကတိန်းတထောင်ချိမြင့်နေလို့သိရပါရယ်။အန်ထူပိုင်ကပြန်ဝဲပြီးတဲ့နောက်မှာဒလားမျိုးကသူ့ရဲ့အင်းလေးကိုပြန်ရောက်လာခဲ့ပြီးမိမဆွေမျိုးတွေနဲ့ရက်ွက်ချေကမိတ်ဆွေတွေကခက်ခဲနာနာကြိုဆိုကြပါရယ်။ဒလားကိုကိုစောင့်ပေးနိုင်ခဲ့တဲ့အန်ထူပိုင်အတွက်တော့ဖခင်ဖြစ်သူကဂုဏ်မဆုံးပြနေပါရယ်။အန်ထူပိုင်ကပြန်ဝဲမှာစုရလာခဲ့တဲ့ငွေစေသိန်းချက်ကိုဖခင်ထံကိုအူပြပြကတော်လိုက်ပါရယ်။သူ့တဲ့ပထမဆုံးချိမြင့်ခဲ့ရတဲ့ငွေဖြစ်ပေမဲ့လည်းအန်ထူပိုင်ကတော့မသုံးမနဲ့အဖေကိုကတော်လိုက်တာပါ။ ဒါဖြစ်သူရဲ့လိမ္မာတည်တဲ့မှုတွေအဖေကတော့ဝမ်းသာနေကြရပြီးဒီချက်မကလည်းပန်မိုးပေးသွားမှာဖြစ်ပါရည်အန်ထူပိုင်ရဲ့ဖခင်ဟာအငယ်တည်းကဘလုံးသမားတယောက်ဖြစ်ချင်းခဲ့ပြီးတော့ဘလုံးပွဲတွေလည်းဝင်ပြိုင်ခဲ့ပါရည်နောက်ပိုင်းမှာအိမ်အောင်ကြသွားတာကြောင့်သူ့ရဲ့အိမ်မက်တွေကောင်းချေဖို့ခွင့်မရလိုက်ပါဘူးဒါလေးဖြစ်တဲ့အန်ထူပိုင်ကိုမွေးလာတဲ့အခါမှာတော့ဘလုံးကိုရန်စွေစားတာကိုတိလိုက်ရပြီးဝမ်းသာသွားပါရည်အထူပိုင်တွေလိုအပ်တဲ့ရှားတွေကိုဖြည့်ဆည်းပေးပြီးဘလုံးသမားလေးဖြစ်အောင်ပြိုးထောင်ပေးခဲ့ပါရည်။အထူပိုင်ကတော့ဖခင်ကလည်းချစ်ချစ်ပြူပြူပံ့ပိုးပေးတာကြောင့်အားတက်စရာဖြစ်ခဲ့ရတာပါ။ အချို့သောမိဘတွေကဘလုံးကစားတာကဘဝအာမခံချက်မရှိဘူးလို့ထင်တာကြောင့်ဒီလိုအားကစားကိုအမပေးခြင်းကြပါဘူး။ပညာကိုပဲဆက်လက်သင်ယူစေခြင်းနဲ့စိတ်နဲ့ဝါသနာနဲ့ဝေးကွာသွားရပြီးဝါသနာပါရကတခုအလောက်ကတခုဖြစ်သွားခဲ့ပါရင်အန်တုပိုင်ရဲ့ဖေကတော့ကိုယ်တိုင်လေးဘလုံးကိုဝါသနာပါရပြီးတားကိုလည်းပွဲတွေမှာကန်ခိုင်းပါရင်သူတို့ကလို့အိမ်မက်တွေနဲ့ဝေးကွာမခံတော့ပေပွဲတွေမှာကံပိုးအပေးခဲ့ပါရင်ပွဲတွေကိုအစစ်စစ်တက်ရောက်ရင်းနဲ့နောက်ဆုံးမှာ USMD မှာကံဝင်ရသွားခဲ့တာပါ အန်တူပိုင်ကဒီပြိုင်ပွဲမတိုင်ခင်မှာတော့သူ့ဖေကိုဂရီတခုပေးခဲ့ပါရီမျိုးစံတီးပြိုင်ပွဲမှာတေးကြပေါ့ကိုသွင်းမယ်လို့ဂရီပေးခဲ့ပြီးအဖေကလည်းသားပြောတဲ့စကားကိုယုံကြည်ပေးခဲ့ပါရီအဲ့ဒါကြောင့်လည်းရက်ွက်တရားမိတ်ဆွေတွေကိုခီးစိတ်ကုံကြခံပြီးသူကနာဝင်းတီခေါ်လာခဲ့တာပါ။ဒါဖြစ်သူပြောတဲ့စကားကိုပေါ့ပေါ့တတန်သဘောမချပဲယုံကြည်မှုပြည့်ရှိတာကြောင့်မိတ်ဆွေတွေကိုခီးစိတ်အကုန်ခံပြီးတော့ခေါ်လာတာပါ။အန်ထူပိုင်ကတော့တကယ်ပဲကိုသွင်းပေးပြီးတော့မိတ်ဆွေတွေကြားထဲမှာဖေကိုဂုံတက်အောင်လုပ်ပေးနိုင်ခဲ့ပါပြီ။ နောက်ထပ်ပွဲဒီမှာလည်းအန်တူပိုင်ကဒီထက်မကတဲ့အောင်မြင်မှုတွေကိုရအောင်ကြိုးစားသွားအောင်ပါပါ။ယူဆမ်မတီတင်ကအာရှဘလောက်ကိုဝင်ခွင့်ရပြီဖြစ်ပေမဲ့ဘလုံးအင်အားကြီးမာတဲ့နိုင်ငံတွေလည်းရှင်ပြိုင်အောင်မှာဖြစ်ပါရည်။နောက်ထပ်ပွဲဒီမှာလည်းအန်တူပိုင်ကဖခင်ကိုတေချာပေါက်ဂရီပေးမှာဖြစ်တဲ့ပြင်ဂရီပေးကြတဲ့အတိုင်းလည်းဖြစ်လာအောင်ကြိုးပမ်းအားထုတ်မှာပါ။အာရှဘလာချိန်ဆက်ပွဲကိုမအောင်မြင်ခဲ့တာက16နှစ်ကျော်သွားပြီဖြစ်ပြီးတော့ယူဆမ်မတီကသာဒီလိုအောင်မြင်မှုကြီးကိုပြန်လည်ရောက်ပေးလာနိုင်ခဲ့တာပါ။ ယူဆံမတီတင်မှာဂိုသွင်းပြီးနောက်စုရလာတဲ့စုငွေစဲသိန်းကိုဖေးချံကိုအကုန်ကရောလိုက်တဲ့အန်ထူးပိုင်ကတားလိမာတယောက်လေးဖြစ်နေပါသေး။အရှာဗလာမှာသွားပြန်ခွေရမယ်ယူဆံမတီတင်ကိုဆက်လက်အားပေးမှာလားဆိုတာကွန်မန့်မှာပြောခဲ့ပေးပါအောင်နော်။ချောင်းထွက်နေရဲ့အလားတရားတွေကြောင့်တရဖို့စူးရရှိလာနိုင်တဲ့အခြေပန်းစားလာတဲ့အလားမဲမြင့်မြတ်မှု ျမတို့ရဲ့ The Celebrity News Channel လေးကနေပြန်လည်ကကြိုဆိုလိုက်ပါရစေ။ကလမင်မြင့်မြတ်မိုးကတော့ Miss Cosmo နဲ့တူတကြောပြန်ထွန်းတောက်နေတဲ့အလမယ်လေးပြပါရစေ။ Miss Grand နဲ့တူထွန်းတောက်လာခဲ့တဲ့မြင့်မြတ်မိုးဟာ First Runner အဆုရှင်ဖြစ်ရပ်တည်နိုင်ခဲ့ရသူဖြစ်ပါရစေ။မြင့်မြတ်မိုးအနေနဲ့ Body High Beauty နဲ့အော်ရိုဘိုင်းမှာပါပြည်စုံတာကြောင့်လည်းမာခံပရိသတ်အများပြားကိုဝန်းရံအားပေးမှုကိုရရှိခဲ့သူပါ။ဒါကြောင့်လည်းလက်ရှိကျင်းပနေတဲ့ဆွင်းဆွေ competition ပြိုင်ပွဲမှာ top 5ထိဝင်ရောက်လာတဲ့အောင်မြင်မှုတွေရရှိလာခဲ့ရပါသည်။ မစ်ကောမို့ကျူချောင်းဝဲ25ပြင်ပွဲကြီးကိုတော့ BNN နိုင်ငံမှာကျင်းပနေကြရပါတယ်။ဟိုချီမင်းမြို့မှာကျင်းပနေတဲ့မစ်ကော့စမိုပြင်ပွဲမှာတော့အလမယ်ရေကြာမြင့်မြတ်မိုးအနေနဲ့ဖြာထွက်နေကြရတာပါ။ဒါကြောင့်လည်းနိုင်ငံတကာပွဲစီစဉ်သူတွေမှာထင်ပေါ်လာတဲ့ပုံမှာပြိသက်တွေကပါအားရကြီးနေလာကြရတာဖြစ်ပါတယ်။ Makers World 2025ပြိုင်ပွဲကြီးကိုတော့ဒီဇင်ဘာလ20ရက်နေ့မှာကျင်းပသွားမှာလည်းဖြစ်ပါတယ်။နိုင်ငံပေါင်း90ကျော်ကအလှမယ်တွေနဲ့တူမြန်မြန်ဆိုင်ဆိုင်ကျင်းပနေကြရသလို သူမတူတဲ့ရိုးရာငွေသက်တွေကိုပါမြင်တွေ့ရတော့မှာပါဖြစ်ပါတယ်။မြင်းမြတ်မိုးကတော့အဝတ်စုံပေါင်း40နဲ့တူမိတ်ကော့စမိုမှာအကောင်းမွန်ဆုံးစူးစားခဲ့သူပါ။ပထမဆုံးတော့နိုင်ငံတကာပွဲစဉ်ဖြစ်တဲ့ပြင်ပထမဆုံးတော့မိတ်ကော့စမိုမြန်မာအလှမယ်ဖြစ်ပါပါဝင်ခွင့်ရရှိထားခဲ့သူလည်းဖြစ်ပါတယ်။ဖက်ရှင်ရှိုးပြိုင်ပွဲမှာတော့ဝစ်စုံမိုင်လွဲချက်တွေနဲ့တူမြင့်မြင့်မုံအနေနဲ့အခက်တွေ့ကြရသူဖြစ်ပါတယ်။ဒါကြောင့်လေဆရာဖြစ်သူထူရဲလွင်ကပါမှင်တက်ခဲ့ရတာဖြစ်ပါတယ်။ ဒူအယ်လင်ကတော့ပွဲစီစဉ်သူတွေရဲ့လိုအပ်ချက်တွေကိုချက်ချင်းဆိုသလိုထောက်ပြပေးနိုင်ခဲ့တာပါ။ဒါကြောင့်လည်းမေကော့စမိုကနေပြန်လည်ဖြည့်ရှင်းခဲ့ရတာလည်းဖြစ်ပါရဲ့။အသက်၂၀ရွယ်မှာပဲမူတုံသူလေးမြင့်မြတ်မိုးနေနဲ့အလှမဲ့တူရှိတဲ့နဲ့အရေးချင်းနေတဲ့သူပြည်စုံနေသူလေးဖြစ်ပါရဲ့။ငွေရဲထမြက်တဲ့ပြင်ဘာသာစကားအရာမှလည်းကျွမ်းကျင်ပါတဲ့သူလို့ဆိုနိုင်ပါရဲ့။ဒါကြောင့်လည်းငွေရဲသူအလှမဲ့ရင်းနဲ့တူအကျိုးပေးလေရှိတဲ့ထူးအယ်လင်ကတော့ကြောင်ရင်တော်တစ်ခုကိုထက်မှန်ကသွေးလာခဲ့နိုင်ပါရဲ့။လက်ရှိမှာတော့မေကော့စမိုနဲ့တူဘလောက်တိ အမြင့်ပြန်တန်းနိုင်မလဲဆိုတာကိုပါပရိသတ်တွေအနေနဲ့စိတ်ဝင်စားလာခဲ့ကြတာလည်းဖြစ်ပါတယ်။ဆရာဖြစ်သူထူအန်လင်ကတော့ပရိသတ်တွေအားရလောက်တဲ့ဒီအပြည့်အဝကူညီပေးလာခဲ့ရသူပါ။ဒါကြောင့်လေတေယောရန်ပြေးွားတဲ့တပည့်ဖြစ်သူတွေတမောရီတောင်းမြေထဲအချင်းယူပြောထောင်ပေးခဲ့ရပါတယ်။အပြင်မှာတော့ယူရကာလာရီနဲ့တူချပြနိုင်ဖို့အတွက်လည်း၃လကျော်ချေယူကလေးလာစီပူခဲ့ရတာပါ။ဒါကြောင့်လေမြင်းမြတ်မိုးအနေနဲ့ပရိသတ်တွေအားရလာတဲ့ထိမေကော့စမိုစင်းမြေပေါ်ကတကြောပြန်ဖြာထွက်လာခဲ့ရလေးဖြစ်ပါတယ်။ငရေထမြက်တဲ့ပြင်ဖြာထွက်နေတဲ့အလားတရားတွေကြောင့် စိတ်ဝင်စားမှုခံလာရတဲ့အလှမဲ့မြင့်မြတ်မှုပေါ်မှာအမြင်လေးတွေကိုမျှဝေပေးခဲ့ပါအောင်ရှင်။ဝမ်မွန်ရွှေတာမွန်နိုင်နေဒေါ်လာ350ရန်ကြောက်စိမ့်တစ်ကက်ကိုလက်ဆောင်ရရှိခဲ့တဲ့ကံကောင်းဆုံးတတိကတော်ပူဇော်ပြုခဲ့။အားလုံးမေမိင်္ဂလာပါပရိသတ်ကြီးမိင်္ဂလေးတယောက်ရဲ့ဘဝမှာအိမ်တော်ကြီးကံကောင်းနေဆိုတာငွေကြေးပြည့်စုံတယ်မကပါဘူး။ ကော့ကော်ပြင်းမတပါလို့တံမိုးထားပြီးလူတွေသိမှရှိဖြည့်ဆည်းပေးတဲ့ခင်မုံမျိုးကိုပိုင်ဆိုင်ရတာပါဒီနေ့မှာတော့မြန်မာလူပညာလောကမှာ fashion icon လို့တင်စားရတဲ့ဝမ်မိုရွှေကြီးတောင်မှရှောင်းလို့မဖြစ်သေးတဲ့ကဘာစင်မီရန်နာတစ်ခုကိုပိုင်ဆိုင်သွားတဲ့မင်းသမီးချောပိုးချဘူခင်ရဲ့အကြောင်းကိုပြောပြပေးကြပါရစေအစောရန်နာကတော့ပိုးချဘူခင်ရဲ့33နှစ်ပြည့်မွေးနေ့လက်ဆောင်မှာပဲသူမရဲ့ခင်မုံတဲ့မန်လီတရေကြီးအကောထုံးပေးလိုက်တဲ့လက်ဆောင်ကတာမဲရန်နာမဟုတ်ပါဘူးကာလာတံမိုးအမေရိကန်ဒေါ်လာတန်း9ဝန်းကျင်တန်ကျဲရှိတဲ့ နက်ဆွဲတရနာတစုံဖြစ်နေလို့ပါပဲမြန်မာငွေနဲ့တွက်မိဆိုရင်ကနန်းတွေတောင်မှရေလို့မကုန်နိုင်အောင်ညားလာတဲ့ပမာဏပါဒီနက်ဆွဲမှာတုံ့ပြထားတာကကဘာမှာရှားပါဆုံးလို့သတ်မှတ်ထားတဲ့ဟာကန်ဒေတာတွေကြောက်စိမ့်စစ်မှန်တွေကိုမှတောက်ပမှုအားကောင်းဆုံးအာဖရိကစိန်တွေနဲ့ပေါင်းဆက်ပြီးတော့အထူးစီမံဖန်တီးထားတာပါသောမြေရနာကျင်းကျင်သူတွေကတော့ဒီလိုအရေးသွေးဒီလိုဒီဇိုင်းမျိုးကိုဝှမော်ရွှေကြီးလိုထိတ်တန်းခရိုနီကရော်ရီမင်းသမီးတွေတောင်မြင်ဖို့ခဲရင်လေလို့သုံးသပ်နေကြပါရဲ့ ဒီချက်တရားပဲပို့ချဖို့ခင်ကိုမြန်မာမျိုးသမီးတို့ကြားမှာနမက်တဲ့နေရာကိုရောက်ရှိသွားစေကြတာပါပီကေထွန်းဆိုတာကလည်းတာမန်ရွှေဆိုင်ပိုင်ရှင်မဟုတ်ပါဘူးမန္တလေးမြို့ရဲ့နမကြီးရနာပီကေထွန်းစိန်ရွှေရနာဆိုင်ကြီးကိုပိုင်ဆိုင်ထားတယ်လို့နောက်ွယ်မှာရွှေရင်းကျောင်းမြတ်တွင်လောက်ွက်ပေါင်းများစွာကိုပိုင်ဆိုင်ထားတဲ့နိုင်ငံကျော်တရေကြီးတူပါဒါကြောင့်လေသူစနီးတဲ့အတွက်ဆိုရင်ငွေကြေးကိုရေးလို့တော့ပေါ်ဝင်မလေးတာဖြစ်ပါတယ်ဟိုဒီနေ့ကလည်းပြူးလင်ကတိမ်ပေါင်းတောင်းချီတဲ့အင်ကြီးကိုလက်ဆောင်ပေးခဲ့ဖို့တို့လို့ အခုတကလည်းဒေါ်လာတန်းချီတန်းနဲ့နဆွဲကြီးနဲ့ဇနီးတွေကိုကွင်းတစ်ပါးအဖြစ်တက်သေးပြလိုက်ပြန်ပါပြီ။ဒါပြင် PK တွန်းရဲ့ချစ်ကငွေကြီးတစ်ခုလည်းမဟုတ်ပါဘူး။ဂိူးဆိုင်မှုမှလည်းအပြစ်ပြောစရာမရှိပါဘူး။ဟိုချပြုခင်အိပ်ပျော်နေတဲ့ညသကောင်ရဲ့ဆက်နိုင်တတိချိန်မှာရန်နာဆိုင်ကဝန်ထမ်းမိသားစုဝင်နဲ့ပူပေါင်းပြီး surprise တိုက်ဇနီးတွေကြိုက်ဆုံးပန်းစည်းရည်နဲ့ဝင်းနေဆူတောင်းပေးခဲ့တာကိုကြည့်ရင်သမိမပေါ်ဘလောက်အလိုလိုက်ပြီးချစ်တလေးဆိုတာပေါ်လွင်နေပါရဲ့။ဟိုချပြုခင်ရဲ့ဘဝကတော့တကယ်ကိုမှစိတ်ကူးရင်ဆန်းဆန်းပါပဲ။ ကလင်းငါရောက်မိခင်ဖြစ်နေပေမဲ့လည်းခင်မုန်းတွေရဲ့မျက်လုံးထဲမှာတော့အမြဲတမ်းမင်းသမီးလေးလိုပါပဲဒီလိုချမ်းသာကြွယ်ဝမှုချစ်ခင်မှုတွေကိုပိုင်ဆိုင်ထားတဲ့ပူဇော်ပြုခင်လေးဟာမွေးနေ့အလိုဖြစ်မန်းလေးကကလေးစိုံကြီးမှာကြာသင်ကျော်အယောက်900စာလူတန်းခဲ့ပြီးတော့သူမရဲ့စိတ်ထားပြုစင်မှုတွေကိုလည်းပြသခဲ့ပါသေးတယ်။တကယ်တော့ဖားကန်ကျောက်စိမ်းနဲ့အာဖရိကစိမ်းပေါင်းစပ်မှုဆိုတာငွေရှိုံနဲ့ဝယ်လို့ရတဲ့အရာမျိုးမဟုတ်ပါဘူး။ပစ္စည်းစင်မှန်ကိုပိုင်ဆိုင်ထားတဲ့ရန်နာလုပ်ငန်းရှင်ကြီးတွေမှသာဖန်ပြီးနိုင်တဲ့လက်ရာမျိုးပါ။အကောတော်နေနဲ့ဒီလက်ဆောင်ကိုပေးထားတာဟာ သူစနီးတဲ့ကိုလာပါစေချင်ရောတသက်မဟုတ်ပဲမင်းဟာငါ့အတွက်တန်ဖိုးရှိတော်လူသားပါဆိုတဲ့ message ကိုပေးလိုက်တာနဲ့တူပါရီမမရွှေလိုလိုထိတ်တဲမင်းသမီးတွေတောင်ကိုရင်ရှာဖွဲဝယ်ယူတဲ့ခက်ခဲတဲ့ရန်နာမျိုးကိုခင်မုန်းတဲ့ကချိန်ရင်ထိလာပုံပေးတာကတော့မိကလေးတိုင်းအားကြချင်စရာပါပဲဘိုးကြဘူးခင်ရဲ့ကံကြမ္မာကတော့မိုးကနေရွှေတွေရွာကြလာတယ်လို့ပါပဲခင်မုန်းတဲ့ရဲ့ချမ်းသာမှုရှင်ဝါကစနီးတဲ့ကိုပါအမြင့်ဆုံးနေရာကိုဆွတ်တင်ပေးလိုက်တာဖြစ်ပါရီကဲပရိသတ်ကြီးဝမရွှေတောင် မဝတ်နိုင်တဲ့ဒေါ်လာတန်းချီတန်းတဲ့ဇွဲကိုပိုင်ဆိုင်သွားတဲ့ပူဇော်ဘူကင်ရဲ့ကံကောင်းမှုကိုဘလို့မြင်ကြလဲမိမိရဲ့အမြင်လေးကိုလည်း comment မှာပြောခဲ့ပေးပါဦးရှင်။လိုင်းမကောင်လူတွေကြောင့်ဒီမကောင်ဖြစ်ခါအိမ်ရတဲ့လဲသွားရှာတဲ့ပိုင်တကုံအမေမိငါမပရိသတ်ကြီးအရင်ခေတ်မှာနှုတ်ကြောင့်လောလက်ကြောင့်ကြီးဆိုတဲ့စကားပုံရှိပါတယ် ဘက်ကင်မှာတော့ဒီစကားပေါ်ကကီးဘုံကြောင့်ဒုက္ခရောက်ဆိုပြီးပြောင်းရမလို့ဖြစ်နေပါပြီ။လူမှုကွန်ရက်ဆာမင်နာရီထက်ကဝေဖန်မှုတွေဟာလူတယောက်ရဲ့စိတ်ကိုဘလောက်ထိဒုက္ခပေးနိုင်တယ်လဲဆိုတာလက်ရှိပိုင်းတကွန်ရဲ့မိခင်ဖြစ်သူဒေါခင်ကျူရဲ့ဖြစ်ပျက်ကသက်သေပြနေပါတယ်။အခုပိုင်းတကွန်အမေကြီးတယောက်စိတ်ထိခိုက်လို့အိမ်ရနဲ့လဲသွားပြီလို့ဆိုပါတယ်။ပိုင်းတကွန်ရဲ့မိခင်ဖြစ်သူရဲ့မိသားစုရှုပ်တော်ပုံကြားထဲမှာပြည်သက်အများစုကပိုင်းတကွန်ဘက်ကနေရည်တည်ခဲ့ကြတာအားလုံးသိပါပဲ။ထို့ဖြစ်ရင်တော့သားသမီးတွေဟာလူပြောင်ပွားမှာရှာပေးသမျှပုံအောင်ပေးခဲ့ပြီးပြီ။ အခုအိမ်အောင်ကြမှာမပေးနိုင်တာကိုနားမလည်ပဲပြဿနာရှာရမိရင်ဝေကုံမက်မော်လွန်နဲ့မိခင်ဆိုပြီးပြင်းပြင်းထန်ထန်ဝေဖန်ကြီးကြတာပေါ့ဒီလိုဝေဖန်မှုတွေဟာတရောင်းနေရမဟုတ်ပဲတနိုင်ငံလုံးဒီပါဝိုင်းဝန်းဝေဖန်ပြစ်တင်လာတဲ့အခါမှာတော့ဒေါခင်ကျူတရောင်းစိတ်ဓာတ်ရရရှိခဲ့ပြီးအိမ်ရတဲ့ဘုံငနဲ့လဲသွားခဲ့ရပါပြီသတင်းတွေအရဒေါခင်ကျူဟာလိုင်းမောင်ကလိုရဲ့ကိုချင်းမဆာမနာဝေဖန်ချက်တွေကိုဖတ်ပြီးတော့စိတ်ထိခိုက်ကောင်းတွေးတိုးပြီးတော့ဆေးရုံထိရောက်သွားခဲ့ရလို့သိရပါတယ်ရှင်လူမညာလောကသားတွေဖြစ်တဲ့ဂျွန်ဝင်းဝင်းမင်းတန်တို့လို influencer တွေက ပိုင်းကောမကန့်ရက်တည်ပြီးတော့ပြောဆိုလာတဲ့အခါမှာမိခင်ဖြစ်သူခမရမညနာပူဇာရင်းရှက်ယုံဇာရင်းနဲ့တူစိတ်ဖိစီးမှုတွေအထွတ်ထိပ်ကိုရောက်သွားပုံရပါတယ်။တကယ်တော့ဒေါခင်ကျူဆိုတာအရင်ကတည်းကဒါမှန်မိမသားတယောက်မဟုတ်ပါဘူး။မိမို့မှာညနာဖုံးပိုင်ရှင်တထေးမကြီးတူဖြစ်ခဲ့ဘူးသူပါ။ဒါဖြစ်သူပိုင်းကောလုံးလည်းငယ်စဉ်ကတည်းကတဲတဲလို့ချစ်ခင်ရတဲ့မိခင်တယောက်ပါ။ဒါပေမဲ့မိခင်တယောက်ရဲ့အချစ်ဆိုတာတခါလေကျတော့ပိုင်းဆိုင်လို့စိတ်ဖြစ်နေပြောင်းလဲတော့တတ်တာပေါ့။သူမရဲ့စိတ်ထဲမှာတောင်းဝင်မလို့ပြဿနာရှာတာထက် ကိုမွေးထားတဲ့ကိုပိုင်ဆိုင်ထားတဲ့သားတယောက်တခြားမိန်းမတယောက်ချွေးမစီပါသွားပြီးငေါ့ကိုအရင်လိုဂင်းမဆိုင်တော့ဘူးဆိုရင်ဆုံးရှုံးရဖို့ခံစားချက်ပေါ်ပြီးတော့ကြီးစိုးနေပုံရပါတယ်။တောင်းအောင်မပိုင်တော့တဲ့ချွေးမကပိုင်သွားပြီးဆိုတဲ့အတွေ့အကြုံမိခင်တယောက်ကိုစိတ်ပိုင်းဆိုင်ရာရအကြီးကျယ်ထိခိုက်စေတာဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ဘရိတ်တန်ကတော့တဘောအလုံးလိုချင်နေတာအတန်ကြီးတာလို့မြင်ကြပေမယ့်ကိုင်ကရှင်မိခင်ဘက်ကကြည့်မယ်ဆိုရင်တော့ဒါတောင်းအောင်ချလုံးလို့ဖြစ်ရတဲ့တန်ရုံးစင်အမားတွေလို့သုံးသပ်လို့ရတာပေါ့။ဘလို့ပဲဖြစ်ဖြစ်ပါ ခုချိန်မှာတော့အသက်ရွယ်ကြီးနေပြီဖြစ်တဲ့မိခင်ကြီးတယောက်လိုင်းမော်ကဒဏ်ရာတွေကိုမခံနိုင်ပေကျမ်းမာရေးဆိုးရွားစွာစိတ်မကောင်းစရာပဲဖြစ်နေခဲ့ပါတယ်။မိသားစုပြဿနာဆိုတာသတိနေဝင်ပါနေပို့ရှုံနေပါမယ်။ခုချိန်မှာအရေးကြီးဆုံးကပိုင်နဂုံရဲ့မိခင်ကျမ်းမာရေးပြန်လဲကောင်းမွန်လာဖို့နဲ့တာမီယောက်ျားကအထင်မြင်လွဲမမှုတွေပြပြောက်သွားဖို့ပါပဲ။တာမီတွေကလည်းမိဘကိုပြန်တောင်းမှန်းမိဘကလည်းတာသမီးရဲ့ကိုယ်ပိုင်မွှားတွေကိုနားလည်ပေးနိုင်တဲ့အခြေအနေတစ်ခုကိုရောက်ရှိသွားဖို့မျှော်လင့်ရပါတယ်။ ဒါပြင်ဒီဖြစ်ရကောင်အလုံးသင်္ကန်းဆာယူစရာတခုကတော့အသက်ကြီးနေတဲ့လူကြီးတယောက်နေနဲ့စိတ်ဖိစီးမှုတန်းခံနိုင်ရင်မရှိတာဟာသဘာဝပါပဲ။မိသားစုရင်းကအမှားမှန်ဆိုတာဂိုင်းကန်ရှင်တွေညှိနှိုင်းဖြေရှင်းရမယ့်ကိစ္စဖြစ်ပြီးတော့ပြင်ပလူရင်းပြင်းထန်တဲ့ဝေဖန်မှုတွေကအိရာတဲ့လဲစီတဲ့အထိကိုဖြစ်စေနိုင်တယ်ဆိုတာသတိထားသင့်တာပေါ့။ဒေါခင်ဂျူနေနဲ့အမှားတွေရှိခဲ့တာမှအခုလိုကျမ်းမာရေးထိခိုက်တဲ့ဒီဖြစ်သွားတာကတော့တန်မိုးကြီးလုံးနဲ့ပေးဆက်မှုတစ်ခုဖြစ်နေပါပြီ။ဒါကြောင့်ဝေဖန်သူတွေအနေနဲ့လည်း မိခင်ဆိုတဲ့နေရာကိုထောက်ထားပြီးတော့နည်းနည်းလေးလျှော့ပေးကြဖို့စာနာပေးကြဖို့လိုအပ်နေပါပြီ။ကဲပရိသတ်ကြီးရင်ဝေမံမှုတွေကြောင့်အိမ်ရတဲ့လဲသွားရတဲ့ပိုင်းတွင်းရဲ့မိခင်အပေါ်မှာအခုလိုအချိန်မှာဘလို့မျိုးများသဘောထားရှိကြပါသလဲ။မိဘမေတ္တာနဲ့ပိုင်းဆိုင်လိုစိတ်ဓာတ်ကပိုင်းတွင်းရဲ့မိခင်ကြီးရဲ့ဒီပြဿနာအမြန်ဆုံးပြီးဆုံးသွားအောင်လို့ဆုတောင်းပေးလိုက်ကြအောင်လားရှင်။ နှိရှိလာများအလုံးလုံးလာတဲ့ပရင်းဆရာကြီးတွေကိုအခုလိုမြုံနိုင်ဆရာပမာဏချင်းမြင့်ခဲ့တဲ့အောင်သမာရီတထေဦးအောင်ဒီခေတ်ကြီးမှာဝန်ထမ်းတယောက်ကလုပ်ငန်းတစ်ခုထဲမှာ9နှစ်10နှစ်ခံဖို့ဆိုတော့မလွယ်ကူပါဘူး။ဒါပေမဲ့နှစ်ပေါင်း25နှစ်တွေကိုလူတရားရဲ့ဘဝထောက်ဝံ့နေပါအချိန်ကာလတစ်ခုကြီးကိုတစ္ဆာရှိလက်တွဲလုပ်ကင်လာကြတဲ့ဆိုတာကတော့ဒီလုပ်ငန်းရှင်မှာတော်ယုံဆွဲဆောင်မှုတော်ယုံမြတ်တာတရားရှိုံနဲ့မဖြစ်နိုင်ပါဘူး။ဒီတော့မြမစီးပွားရေးလောကမှာဇန်နမူနာယူစရာဖြစ်အောင်အောင်သမာရီရွှေဆိုင်ပန်းရှင်ဦးအောင်ရဲ့ ရုံနိုင်စရာစုချင်းမျိုးအကြောင်းကိုဆွေးနွေးကြပါတယ်။လောကမှာငွေရှိတဲ့တထေးတွေအများအကြီးရှိပေမဲ့စိတ်ထားပြည့်ဝတဲ့တထေးကတော့ရှားပါတယ်။အောင်သမားလေးဦးအောင်ကတော့ဒီရှားပါတဲ့ဆင်းထဲမှာပါဝင်ချောင်းကိုမကြသေးခင်ကလက်တွေပြသလိုက်တာပေါ့။အဲ့တော့ငါတို့သူ့ဆိုင်မှာနှစ်ပေါင်း25နှစ်ကြာလက်တွေလောက်ကန်ခဲ့တဲ့ဝိုင်းရင်ပရိစရာကြီးတွေကိုစုစုပေါင်းငွေကျပ်သိန်း1500တီတီဘောနဲ့ပေးခဲ့တာဖြစ်ပါတယ်။ဒါလည်းမကသေးပါဘူး။2025ခုနှစ်ထုံးမော်ရယ်မြင့်ဆိုင်ကအစ်စ်ဆက်တစည်းကိုပါကန်ဆယ်မဲ့ဖောက်ပေးပါသေးတယ်။ ။ဒီပမာဏဟာတာမန်ဝန်ထမ်းတယောက်တော့တသက်တာစုဆောင်ရင်တော့ရဖို့ခက်ခဲတဲ့ပမာဏမျိုးပါ။ဒါပေမဲ့ဦးအောင်ကတော့သူ့ပေါ်သစ္စာရှိတဲ့သူတွေအတွက်လုံးဝနှမျောတွန့်တိုးခြင်းမရှိဘဲရဲရင်ရောပေါ်ချင်းမြင့်နေတာပါ။ဒီနေရာမှာရွှေဆိုင်များစုကလူတွေကရှေ့တန်းကအရောင်းဝန်ထမ်းတွေမန်နေဂျာတွေကိုပဲမြင်လေးရှိကြပါတယ်။ဒါပေမဲ့ရွှေဆိုင်ဒီဇိုင်းအသက်သွေးကြောစစ်မှန်ကတော့နောက်ကေကမီးဘူးဖုံဖုံနေချာမှာလက်ရများအောင်ဖန်တီးပေးနေတဲ့ပရင်းစရာတွေပဲဖြစ်ပါတယ်။သူတို့ရဲ့လက်ရမကောင်းရင်သူတို့ရဲ့စေတနာမပါခဲ့ဘူးဆိုရင် အဲ့ဒီဆိုင်ကရွှေတဲ့ဒီဟာလူချက်များမှလည်းမဟုတ်ပါဘူးတချို့သောလုပ်ငန်းရှင်တွေကအပြင်ပန်းဖျားတဲ့ကျောင်းဆောင်အလူတန်းတွေမှာတင်းသောချီထူတန်းပြီးတော့နာမည်ကန်ထူတန်းတဲ့ကြပေမဲ့ကိုယ်လုပ်ငန်းရဲ့ကြောရုပ်ဖြစ်တဲ့ဝန်ထမ်းတွေကိုနောက်စားတိုးပေးဖို့ခန်းစားဝင်ပေးဖို့မေ့လျော့နေတဲ့ကြပါတယ်။ဦးအောင်ကတော့ဒီချက်ကိုဖောက်ထွင်းလိုက်တာပါ။သူကိုယ်တိုင်ကကိုင်းရတဲ့ဘွားအောက်ခြေလူတန်းစားဘွားကနေရုံးကန်တက်လာသူမို့လို့အောက်ခြေဝန်ထမ်းတွေရဲ့ဘွားသူတို့ရဲ့ပေးဆပ်မှုတွေကိုကိုကျင်းစာစိတ်ပြည့်ရှိပုံရပါတယ်။ ဒါပြင်ဒီဖြစ်ရပ်ကလည်းရှိမြန်မာလုပ်ငန်းခွင်မှာကြုံတွေ့နေရတဲ့ဝန်ထမ်းရှာဖွေမှုပြဿနာတွေအတွက်လည်းဖြေတစ်ခုဖြစ်လာတာပေါ့လူငယ်တွေနေနဲ့အလုပ်တစ်ခုမှာရေရှည်မမြင်ကြတော့တဲ့ခေတ်ကာလမှာလုပ်ငန်းရှင်ဘက်ကသာတကယ်တမ်းစောင့်ရှောက်ပေးမယ်ဆိုရင်ဝန်ထမ်းတွေဘက်ကလည်းတစ္ဆာရှိရှိပေးဆက်ရဲကြတယ်ဆိုတာကိုပြသလိုက်တာပါဗရင်ပညာဆိုတာတိတ်မျိုးပျောက်ွယ်လူနီးပါးဖြစ်နေတဲ့လက်မှုပညာတရဖြစ်ပါတယ်ဒီလိုပညာရှင်ကြီးတွေကိုတန်ဖိုးထားမြောက်ဆောင်းလိုက်ခြင်းအပြင်နောက်မျိုးဆက်တဲ့လူငယ်တွေနေနဲ့ဒီပညာရဲ့ပုံမှာစိတ်ဝင်စားမှုတိုးပွားလာစေနိုင်တယ်လို့ ပညာရှင်တွေရဲ့တန်ဖိုးကိုလည်းလူများနားလေစီပါတယ်။ငွေကြီးဆိုတာရှာဖွေလို့ရပေမဲ့ကျွမ်းကျင်မှုနဲ့တစ္ဆာတရားကိုတော့ငွေနဲ့ဝယ်လို့မရဘူးဆိုတဲ့အမှန်တရားကိုဦးအောင်ကမိမောင်းထုတ်ပြလိုက်တာပါ။25နှစ်လုံးလုံးစိုင်းဘောတစ္ဆာမဖောက်ခဲနဲ့နေခဲ့တဲ့ဗရင်ဆရာကြီးတွေအတွက်ဒီဆုနဲ့ဟာထိုက်တန်ပါတယ်။တစ်ဖက်မှာလည်းဦးအောင်အတွက်ဒီငွေပမာဏကသူ့ရဲ့ဂုဏ်သတင်းကိုပုံမကြီးမှသွားစေခဲ့ပါတယ်။ဝန်ထမ်းတွေကိုမိသားစုလိုဆောက်ရှောက်တဲ့တစ်ထည့်တယောက်ရဲ့စိုင်းကိုဤသူတွေကပို့ပြီးတော့ယုံကြည်အားပေးကြမှာအသေးစားပါပဲ။ အောင်သမารိရွှေဆိုင်ဆိုတာရွှေရင်ရွှေသေးပြေဝလို့နာမည်ကြီးတာထက်ပိုင်ရှင်ဖြစ်သူရဲ့လူသားဆန်တဲ့စိတ်ဓာတ်ကြောင့်ပို့ပြီးတော့အောင်မြင်ရဆိုရင်လည်းမမှားပါဘူး။ကဲပရိသတ်ကြီးရေခစ်ပြက်ကြီးထဲမှာဝန်ထမ်းတွေကိုအခုလိုမျိုးတင်းထောင်ချီချင်းမြင့်တဲ့တဖေးမျိုးကိုတွေ့ရတာဝမ်းသာစရာမကောင်းဘူးလား။ခေါင်းဆောင်ကောင်းဆိုတာကိုရိုင်းကြီးမားဖို့ပဲမကြည့်ဘဲနဲ့ကိုနောက်လိုက်တွေကိုဆွဲတင်ပေးတတ်တဲ့သူဆိုတဲ့စကားကဥအောင်အတွက်မှန်ကန်နေပြီလား။မိမိတို့ရဲ့အမြင်လေးတွေကိုလည်း comment မှာရေးသားပေးကြပါဦးနော်။